အင်တာမီလန်အသင်းကဘာစီလိုနာကိုထပ်တက်တတန်လှလပပအနိုင်ရှူပြီးတော့ဘောလုံးပွဲကိုတက်လျှောက်သွားခဲ့ပါတယ်။အကောင်းဆုံးသောပွဲတစ်ပွဲကိုကျွန်တော်တို့အားလုံးခံစားခဲ့ရတယ်။နီးပြူအပိုင်းနီးစနစ်ပိုင်းစိတ်ဓာတ်ပိုင်း ကစားသမားတယောက်ချင်းစီအားထုတ်မှုဒါအပြင်တပွဲလုံးမှာမြင်တွေ့ခဲ့ရတဲ့ရပ်သားပိုင်းဆိုင်ရာခန်းစားမှုအားလုံးဟာပြီးပြည့်စုံခဲ့တယ်။အင်တာမီလန်ဟာဘာစီလိုနာကိုလှလှပပအနိုင်ယူခဲ့တယ်။2025ရဲ့အကောင်းဆုံးပွဲဆိုပြီးတော့ပထမအကြော်တော့ကကျွန်တော်ညွှန်းဆိုခဲ့ပူပါတယ်။အဲ့ဒီစကားမှားယွင်းသွားအောင်လို့ဒီပွဲကတက်တေပြနိုင်ခဲ့ပြီးတော့အကောင်းဆုံးသောပွဲတစ်ပွဲကိုကျွန်တော်တို့အားလုံးကိုပေးအပ်ခဲ့တယ်။ကြည့်ခဲ့ဘူးသမျှ semi final တွေကအကောင်းဆုံးပွဲတစ်ပွဲကိုကျွန်တော်တို့အားလုံးခန်းစားခဲ့ရတာဖြစ်ပါတယ်။ ားလုံးမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါရယ်အခုတင်ဆက်ပေးချင်တာကတော့ Inter Milan 4 Barcelona 3လျှက်တပြက် review ပဲဖြစ်ပါတယ်အကောင်းဆုံး semi final ပွဲတစ်ခုကိုခံစားခဲ့ရတဲ့ပွဲကိုဘယ်သူမှမပြီးဆုံးသွားစေချင်မဲနဲ့ဆက်ကြည့်ကြအောင်ဆွမ်းဆောင်ခဲ့တဲ့ပွဲဖြစ်တယ်နှစ်သင်းစလုံးကိုကျေးဇူးတင်ရမယ့်ပွဲလည်းဖြစ်တယ်နှစ်သင်းစလုံးရဲ့ဆွမ်းဆောင်ရေး perfect အရန်ကိုကောင်းမွန်ခဲ့တယ်အင်တာမီလန်က2-0အရင်ရတယ်ပထမပိုင်းမှာ Barcelona ဘာမှမလုပ် ပြနိုင်အောင်လို့ Intermilan ထိမ့်ချုပ်နိုင်ခဲ့တယ်သူတို့ရဲ့ထိုးဖောက်မှုတွေကိုပဲကျွန်တော်တို့တောက်လျှောက်မြင်ခဲ့ရတယ်ဒုတိယပိုင်းမှာ Barcelona ကပြန်လာတယ်သူတို့ရဲ့ဒီနီးစနစ်ပိုင်းထူးချွန်ပြောင်းလဲမှုတွေက Intermilan ကိုဒုက္ခပေးခဲ့သေကြတယ် Barcelona ပြန်ဦးဆောင်တယ် Intermilan နောက်ဆုံးမိနစ်မှာခြေပတ်တယ်ပြီးတော့အချိန်ပိုရောက်ရှိတယ်အချိန်ပိုမှာတော့ဒါ Luzan Santa Fratesi အနိုင်ကိုကိုတွင်ယူခဲ့တယ်တပွဲလုံးစီနေပါဖြစ်နေခဲ့တဲ့ပွဲအဲ့ဒီပွဲမှာတော့ကျွန်တော်ခန်းစားချက်ပိုင်းဆိုင်ရာအပြောမဲ့ဆိုရင်ဒီကျွန်တော်တို့ပွဲကို analysis လုပ်ဖို့ အတွက်မေ့ပြီးတော့ပွဲကိုပိတ်အဲ့ဒီအရာအလုံးကောင်းတွေကထုတ်ပြီးတော့ပွဲရဲ့စီမျောမှုတွေမှာပဲနေခဲ့ခြင်းကအကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်တို့ယူဆတယ်အဲ့လောက်ထိကိုကြည့်လို့ကောင်းခဲ့တဲ့ပွဲဖြစ်ခဲ့တယ်။လမင်းယမရဲ့ထိန်းသူမရတဲ့ဆွမ်းဆောင်ရင်လည်းကျွန်တော်ဆက်ပြီးမြင်တွေ့မိနေရဆဲပဲအင်တာမီလန်ရဲ့ဒီ position နဲ့ interchange တွေလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။ဒါအပြင် ဒီတရေကိုပြစ်စင်မဲ့နောက်ဆုံးမိနစ်ကကိုယ်သွင်းသွားတဲ့အာချော်ဘီရတဲ့အသက်36နှစ်မှာသူ့ဘဝရဲ့ချန်ပီယံလိပထမဆုံးသွင်းကူကိုသွင်းယူခဲ့တယ်ဒီကစားသမားရဲ့ဘဝကအင်မတန်အမ်ရှုပ်ထွေးမှုလေးနဲ့ပေါ့နော်ကင်ဆာဖြစ်ခဲ့ဘူးလေကစားသမားဖြစ်တဲ့ကင်ဆာကနေပြန်လဲနိုးထလာခဲ့တယ်အဲအဲ့ဒီအချိန်လေးကလည်းသူအသင်းငယ်လေးမှာကစားနေရတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုအနေထားကနေတိုင်းအင်တာမီလန်အသင်းမှာဒါ ချန်ပီယံလိဖိုင်နယ်ဒုတိယအကြိမ်များကိုရောက်ရှိခြင်းဖြစ်တဲ့အင်မတန်စီကွတ်တန်ပူနေပါတဲ့လူစရင်နဲ့လူအင်အားနဲ့ဆီမိုနီအင်ဇဂီကဒီအသင်းကိုဒီအဆင့်ကိုပို့ပေးခဲ့တယ်။လုံးဝနီးပြူပါနဲ့ဒီအသင်းကိုစီမံခန့်ခွဲတဲ့စွမ်းရည်တစ်ခုတည်းနဲ့ဒီအသင်းကိုဒီလောက် level ထိရောက်အောင်ပဲ့ကင်ထားနေတာဖြစ်တဲ့ဒီအချက်ကိုတေချာပေါက်ချီကျူးရမယ်။ဟန်စီဖလစ်ကိုချီကျူးချင်တာကတော့ဟန်စီဖလစ်ရဲ့ game model မှာ defensive cancel ပိုင်းဆိုင်ရာအားနည်းချက်ဟာခွက်လေးတွေရှိတယ်။ဒါပေမဲ့အဲ့ဟာခွက်တွေကပြဿနာမဟုတ်ဘူး။ ပြောမယ်ဆိုရင် Hansi Flick ကိုအဲ့ဒီဟာကွက်တွေပြင်ဆင်ပြီးကစားပါလို့ကျွန်တော်တို့မတိုက်တွန်းခြင်းဘာဖြစ်လို့လဲဆိုတော့အဲ့လိုကစားလိုက်ရင်အခုပါစီလိုတော့ကျွန်တော်တို့မြင်ရမှာမဟုတ်ဘူး Hansi Flick ရဲ့ရဲရင်တဲ့တတိရှိတဲ့သူ့ရဲ့ ideology တွေချပြထားတဲ့ဒီအသင်းဒီလိုဖြတ်ပြမှုပေးတဲ့အသင်းမှာခုနလိုမျိုး defensive woes တချို့ရှိသည့်တိုင်အောင်ကျွန်တော်တို့ဟာ အဲ့ defensive walls တွေကိုမကာဝယ်စေချင်ဘူးဒီတိုင်းပဲ Barcelona ကိုကန်တာမြင်ရှင်ပြီးတော့ဒါဟာကျွန်တော်တို့ကိုပေးတဲ့ follow ရဲ့အနှစ်သာရတစ်ခုဖြစ်တဲ့ Hansi Flick ကိုလည်းအဲ့ဒီနီလန်နဲ့ကျွန်တော်အနေနဲ့ချီးကျူးခြင်းပါတယ်ဒါအပြင်ဒီပွဲမှာကျွန်တော်တို့ရင်တွေ့ခဲ့ရတာပထမပိုင်းမှာ interview လဲပွဲကိုထိန်းချုပ်သွားတာ Barcelona ကကျွန်တော်တို့နာမည်ကြီးတဲ့ high pressing ပြီးတော့ man to man pressing ဒီအရာတွေဘာမှအလုံးမဖြစ်ခဲ့ဘူး Inter Milan present base လောက်သွားတယ်သူတို့ကစားတဲ့ပုံကျွန်တော်တစ်ခေါက်လည်းတင်ဆက်ဘူးလေ slow and intricate ဖြစ်တယ် သူတို့ entry gate ဖြစ်တယ်ပဲဆိုပေမဲ့မြန်တဲ့ကစားသမားတွေလည်းမရှိဘူးဒါပေမဲ့အဲ့ဘောင်တွေကလည်း inter milan ကအမြန်ဆုံးဒီလန်းနေနဲ့ transition တွေအကောင်းဆုံးလုပ်သွားတယ်အဲ့တော့ဒီလိုလုပ်တဲ့နေရာမှာလည်း barcelona လောက်ထူးကျွန်တဲ့အသင်းကို present bait တွေလုပ်သွားတာပေါ့နော်ပြောမယ်ဆိုရင် center back အချင်းချင်းဘောလုံးတွေပေးနေကိုသမားကိုဒိန်းဆိုလှမ်းပေးလိုက်တာမျိုး center back တွေဘောလုံးကင်ထားတယ် mkhitaryan ဆင်းလာ mkhitaryan ပေးတယ် center back တွေ wall ဆိုပြစ်တက်သွားတာမျိုးအစရှိတဲ့ဖြင့်အမျိုးမျိုးကိုချိန်ပြီးတော့ထိန်းချုပ်လို့ အရန်ခက်ခဲလောက်တဲ့အထီးဟိုးဒါဒီလူစင်းနဲ့လောက်ပြခဲ့တာပြောမယ်ဆိုရင်ဒီလူစင်းမှာဆီမိုနီအင်ဇာဂီကိုကြိုက်တဲ့လူတွေလိုက်ခေါ်ပြီးထည့်ပြီးတော့ပေါင်မီကစားခိုင်းဘယ်လောက်တောင်ကောင်းမလဲဆိုတာမျိုးကျွန်တော်ထပ်ပြီးတော့တွေးကြည့်လို့ရတယ်ဗောနော်အထီးဘက်မှာဖမာမဲမှာဆိုရင်မကိုးတဲ့အချိန်တွေပါလေအင်နာမီလည်းနီးပြူပါဘိုင်းနဲ့သူလွတ်အောင်လှုပ်သွားတဲ့အချက်တွေအထူးသဖြင့်အဲရစ်ဂါစီယာလို့လူကစားသမားတွေကြောင်ပြောင်းနေဒီပွဲမှာပြောမယ်ဆိုရင်ကျွန်တော်ဒီအကြောင်းကိုလည်းဆွေးနွေးခဲ့ဘူးတဲ့ဖိုးဘက်တင်မှာလိုအပ်ချက်ရှိတယ်ဘာစီလိုနာဟာဂျော်ရယ်မာတင်အဲရစ်ဂါစီယာဒီပွဲမှာဂိုးတွေသွင်းခဲ့မယ်အဆက်စစ်လုပ်ခဲ့မယ် အဲ့ဒါတွေကဒါအဲ့ဒီ moments အတွက်တော့ဟုတ်တယ်ဒါပေမဲ့တပွဲလုံး moments အတွက်တပွဲလုံးအခိုက်အတန့်ကြီးအတွက်ဆိုရင်တော့ဒီဇာတ်မိုက်မှာလိုအပ်ချက်တွေရှိတယ်။ Eric Garcia ကဒီသူတစ်ချိန်ကျွန်ထွက်သွားခဲ့တယ်ဗောနော်အဲ့ဒီအချိန်မှာကိုသမဆွန်မားကလည်းဟိုရှိသည့် Inter Milan တက်သွားတာအချိန်စက္ကန့်ပိုင်းအနည်းငယ်လေးပဲကြာတယ်။ဒါ Inter Milan အပါချက်ဖြစ်တယ်။ Eric Garcia အဲ့လိုကျွန်တက်သွားပြီးတော့ pressing လောကသူတို့ရဲ့ pressing hand check ဟာလောက balance out သွားတာဗောနော် balance out သွားတာ out ဖို့လိုအပ်တဲ့အထိလေဒီ Lamine Yamal လူကက်တာလည်းလွဲသွားသလို ဒီ Eric Garcia ကလည်းအဲ့ဒီ timing မှာလွဲသွား Inter Milan အဲ့ဒီ timing ကိုကွက်တီအသုံးချသွားကွက်တီအသုံးချပြီးရှေ့ကိုလွတ်သွားတယ်ဒါပေမဲ့ဖြတ်ထုတ်ပုံကောင်းမွန်တဲ့အတွက်ဂိုးတော့မဖြစ်ခဲ့ဘူးအဲ့တော့အဲ့လိုပုံစံမျိုးကိုတူညီတဲ့ပုံစံမျိုးကို၃ချိန်လောက်တွေးခဲ့ရတယ်အရင်ကောင်းတယ်ပြီးတော့ဒီဂိုးသွားတဲ့အခြေအနေဒီမှာလည်းဒီ Inter Milan ရဲ့ဒီ overload ပေါ့နော်တိုက်စစ်မှာ Barcelona ကလို high pressing လိုက်လုပ်နေမှာပေါ့ဒါပေမဲ့လိုအပ်တဲ့အခြေအနေလိုအပ်တဲ့ တိုင်ပင်ထဲမှာသူတို့ wall wall ဆိုပြီးရောက်လာတာ hatch present အီတလီတွေကအဲ့ပုံစံသုံးတယ် hatch present မဟုတ်ကွန်တီလို့သုံးတယ်အခု simon လေး insecure လို့သုံးတယ်အဲ့ချိန်မှာ quality wall နဲ့ရောက်လာပြီးတော့သူတို့ quality ဘောလုံးရောက်အောင်လုပ်တယ်အဲ့ဒီကနေမှဖိုးပေါက်သွားပြီးတော့ drone drone free space ရဲ့ tournamentness သွင်းသွားတယ်ဒီလိုပဲဒုတိယ goal ဆိုရင်လည်း penalty ဖြစ်တယ် penalty မဖြစ်ခင်ဖြစ်ရမှာ tournamenting ကိုဝိုင်းပြီးတော့စောင့်တာပေါ့နော်ဒါကဘာစီလိုနာလည်းအဲ့လိုလုပ်တယ် present bait လုပ်တာပေါ့နော်အဲ့လိုလုပ်ထားတဲ့အချိန်မှာလူပေးစရာအပေါ့မရှိတော့ဘူးအဲ့လိုပေးမိပေးရပေးရတယ်ပေးတဲ့ဟာမပြတ်တယ်အဲ့ဒီအချိန်က quality ဘောလုံးရအောင်ယူတယ်ယူပြီးတော့ဒီလူပေးတဲ့ခါမှာ TV ထွက်လာမက်ကတာရီယန်ထပ်ပေးလိုက်တယ်အဲ့လိုထားမှဒီစလွတ်သွားကူဘာစီဖျက်တာတော်တော်လေးကောင်းပါတယ်ဒါပေမဲ့လေလော်ထာရိုမှာဒီနက်စ်ကလည်းလုံလောက်တဲ့ပါနံမှုနဲ့သူအကြံမှန်ကန်မှုရှိတယ်သူကကန်မှုလုပ်တယ်ကန်မှုလုပ်တဲ့နေရာမှာသူ့ရဲ့ position မှန်ကန်တယ်မှန်ကန်တဲ့အခါဖြစ်တဲ့အတွက်ကူဘာစီဖျက်တော့ခဲ့တဲ့အခါမှာဘောလုံးကိုအရင်မထိပဲနဲ့လော်ထာရိုကိုအရင်ထိသွားတယ်ပနတီဖြစ်တယ်ချာနိုလူအကောင်ဆုံးကန်သွင်းသွားတယ်2စီပွဲပြီးသွားပြီလို့ကျွန်တော်တို့ထင်ခဲ့တယ်ဒါပေမဲ့မပြီးခဲ့ဘူးသူရမှာဘာစီလိုနာပြန်လာခဲ့တယ်တကယ်ကိုကောင်းမှုနဲ့ display ဖြစ်ခဲ့ပါတယ်။ကိုကလည်းတော်တော်လေးလှတယ်ကျွန်တော်မှတင်သွင်းသွားတာကျွန်တော်မှတင်တင်တာဟုတ် Eric Garcia သွင်းသွားတယ်တော်တော်လေးလှခဲ့တယ်ဒါအပြင်လမ်းပြီးတော့တင်ပြီးတဲ့အချိန်မှာ Danny Olmo ခေါင်းထဲသွားတယ်တော်တော်လေးလှတယ်ဒါပြောမယ်ဆိုရင် typical Barcelona goal တွေလို့ပြောလို့ရတယ်ပြီးတော့ Barcelona ရဲ့အဲ့ဒီထိုးပေါင်းဟန်အဲ့ဒီပုံစံမျိုးတားဆီးဖို့ဆိုတာအင်မတန်ခက်ခဲတယ်ဘာဖြစ်လို့လဲဆိုတော့ Barcelona မှာတားဆီးရမယ်အဲ့ဒီလိုကစားသမားတွေအများကြီးပဲအများကြီးပဲဖြစ်တဲ့အတွက်အဲဒီအဲ့လို goal တွေ ဖြစ်သွားနိုင်တယ်ပေါ့နော်ဖြစ်သွားဖို့ chance လည်းများတယ်တချိန်မဟုတ်တချိန်တချိန်မဟုတ်တချိန်မှာသူတို့ရဲ့ basic line တွေ wave တစ်ခုပြီးတစ်ခုလာနေတဲ့အချိန်မှာတချိန်မဟုတ်တချိန်မှာဖြစ်သွားမှာပဲအဲ့တော့အဲ့ဒီပုံစံမျိုးကိုတော့ကျွန်တော်တို့ဒီဘက်ကနေလေ့လာပြီးတော့တွေ့ရှိရတယ်အဲဒီပထမကိုးဆိုရင်ဒီမှာကို win back ပေါ့နော် win back ဒီမှာကိုကလမင်းချမရဲ့ဒုက္ခပင်မှုကြောင့်ဟိုးအထက်ထဲထိရောက်နေပြီနောက်ဆုံး line ဒီမှာကိုကရောက်နေအဲ့တော့ eric garcia လွတ်နေရဲဆိုတာလည်းမထူးဆန်းတော့လွတ်နေမှာပဲအဲ့တော့ eric garcia အပိုင်သွင်းသွားတယ် အပြည့်ဒီတန်နီအော်မိုရဲ့ခေါင်းတိုက်ကိုဆိုရင်လည်းဒါဘာစီလိုနာစီမမြင်တွေ့နေရပထမအကြော်တော့လည်းအဲ့လိုတင်ပေးတယ်ဒီအလဲကိုသွင်းပြီးတော့အလဲရနဲ့တိုက်တယ်ပေါ့နော်အခုကတော့တစ်ခါလေးတိုက်ထည့်သွားတယ်နည်းနည်းလေး꽌ပေမဲ့ဘာစီလိုနာရဲ့ setup တွေကအဲ့ဒီတိုင်းပဲသွားနေစေပဲကျွန်တော်တို့ကိုဆက်လက်ပြီးတော့ရင်ခုန်အောင်အပေးနေစေပဲ Spanish ပုံစံမျိုးနဲ့ဒီဘက်က Inter Milan သွင်းတဲ့ပုံစံနဲ့ Italian ပုံစံမျိုးကျွန်တော်တို့ခန်းစားရအဲ့ဒီအချင်းငွေခန်းစားရတယ်ဒုတိယဘက်မှာတော့ဘာစီလိုနာပြန်လာနိုင်ခဲ့တယ်နိုင်သွားလောက်တဲ့အထိဖြစ်တယ် ဒီစိတ်ဓာတ်ပိုင်းပို့ပြီးတော့မြင်တယ်ပြီးတော့ intermilan ကစားသမားတွေကကျွန်တော်တို့မကြာခဏတင်ဆက်လေးရှိတယ်လို့ပဲအရင်ကောင်းတယ်ဒီ system တစ်ခုနဲ့ကစားရတယ်သူတို့ကတက်ကြီးကစားသမားတွေလည်းဖြစ်တယ်အဲ့တော့သူတို့ဟာတချို့ minute ပိုင်းတွေရောက်တဲ့အခါမှာသူတို့ရဲ့ energy level ကျဆင်းမှုရှိတယ်အဲ့တော့အဲ့ဒီအချက်ကိုလည်းကျွန်တော်တို့မြင်ခဲ့ရတယ်မြင်ခဲ့ရပါမယ်စီဘိုနီအင်ဇိုင်ကလူစားလဲဘယ်တော့မှနှောင့်နေခဲ့ရောကျွန်တော်တို့ပထမအကြော်တော့ကလည်းအဲ့ဒီအချက်ကိုသတိထားမိလိုက်မယ်ကျွန်တော် review မှာလည်းပြောဘူးလေ soccer house review မှာထင်တယ်ဗောနော် inner milan က အဓိကစာသမားတွေနဲ့အရန်စာသမားတွေအကြာလူအင်အားကွာအကြအရန်ကြီးမကြည့်ဘူးအဲ့လိုကျွန်တော်လက်ခံယုံကြည်ထားတယ်ပြီးတော့စီမွန်အင်ဇာကြီးကလဲလဲလဲရဲဘာလို့လဲသူကလူအားပြုတာမဟုတ်ဘူးသူက system အားပြုတာ system အားပြုတာဖြစ်တဲ့အတွက်အဲ့ဒီ system ကိုဝင်ကစားနိုင်တဲ့သူ့ရဲ့မြေကြီးကစားသမားမဆိုသူယုံကြည်မှုပေးထားတယ်သူအဲ့လိုယုံကြည်ရအောင်လို့သူ train ထားတယ်လို့ကျွန်တော်ပြောချင်တယ်အဲ့တော့အဲ့လိုလဲတယ်သူအမြဲတမ်းသူ့စီရအဲ့ဒီလူစားလဲမလို့ကျွန်တော်မြင်အဲ့တော့ဒါက ဒီကစားသမားတွေရဲ့မောပန်းနှွံ့မှုကို management လုပ်ခြင်းဖြစ်သလိုပွဲအတွင်းမှာ performance ကိုပိုကောင်းလာစေတယ်။ Inter Milan စီမှာမကြာခဏဒီအချက်ကိုတွေ့ရပထမအကြော့မှာဥဆောင်ပြီးတော့လူစားလဲမှုတွေမှာဥဆောင်ခဲ့တဲ့ Inter Milan ပဲ။အခုလည်းလူစားလဲမှုတွေဥဆောင်ခဲ့တဲ့ Inter Milan လို့ပြောလို့ရတယ်။ Game changing ဖြစ်စေမယ်လူစားလဲမှုတွေကျွန်တော်တို့မြင်တွေ့ရတယ်။ကိုသွင်းသွားလိုက်မသွင်းသွားလိုက်ခဏထားလဲကျွန်တော်တို့ game ကစားနေတဲ့အချိန်ဒီမှာဥပမာပြောရမယ်ဆို Terry Iran တိုက်စစ်ကစားသမားဟာဝင်လာကြတဲ့က Barcelona ကိုအကောင်းဆုံးဒုက္ခပေးတယ်။ပြီးတော့ ဒီ defensive အားဖြင့် physical အားဖြင့်ခေါင်းလိုက်ဖို့သူရတယ် physical လိုက်ပြီးတော့ချဲပြီးတော့ကစားပေးတယ်ခန်းစစ်မှာလမ်းမင်းချမကိုကပ်ဖို့အတွက်သူစင်းပြီးတော့ကစားပေးတယ်အဲ့ဒါအကုန်လုံးကိုသူလုပ်ပေးခဲ့တယ်အဲ့ဒီလိုမျိုး game ပေါ် impact ဖြစ်စေတဲ့ကူညီမှုမျိုးကိုဆိုလိုချင်တာဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာနောက်ထပ်အရေးကြီးတာမိနစ်60အတွင်းမှာဆိုရင်ကျွန်တော် market to run ကိုလည်းမေးလို့မရဘူးပြီးတော့ twin freeze ဒီဘွဲအရေးအပါဆုံးအချက်တစ်ခုဖြစ်တယ်။ Don Freeza တစ်ချိန်လုံးတိုက်ခိုက်နေ။ Marcus Thuram ကလည်းဒီ physical အားနည်းတဲ့ Barcelona center backs တွေကိုတစ်ချိန်လုံးတိုက်ခိုက်နေ။အဲ့တော့ ပြောမှာဆိုရင်ဆီမွန်အင်ဇာဂီကသူ့ရဲ့ဒီနီးပြူပါ plan ကိုအကောင်းဆုံးမူလကတည်းကပြင်ဆင်ထားတယ်။ဒါပေမဲ့ပွဲအတွင်းခုနကျွန်တော်ပြောသွားတဲ့အချက်ဆိုဘာဆီလိုနာရဲ့အားနေချက်တွေအဲ့အားနေချက် point တွေကိုလည်းအကောင်းဆုံးတိုက်ခိုက်နိုင်အောင်သူစီစဉ်ထားလိုက်တာတွေ့ရတယ်။ဒါအပြင်ကျွန်တော်ပွဲအတွင်းမှာလိုအပ်တဲ့ဒီအပြောင်းလဲပေါ့နော်။အပြောင်းလဲဆိုရင်နီးပြူပါအပြောင်းလဲဒီဘက်မှာဒီဘက်ကအပြောင်းလဲလို့ကျွန်တော်ပြောလို့မရဘူး။ဒါပေမဲ့လူအပြောင်းလဲ energy level ကိုမြင့်တင်တဲ့အပြောင်းလဲသူလုပ်ခဲ့။ဒါဟာသူနီးပြတဲ့ရောက်နေတဲ့လောက်ရမယ့်အရာတွေသူအကုန်လုံးလုပ်ခဲ့။ပွဲကြိုးပွဲအတွင်းအကုန်လုံးကို အပြည့်အစုံလုပ်ခဲ့တယ်သူဒီမှာအကုန်လုံးကျွန်တော်တို့ strategy အပြည့်ကိုလည်းတွေးရတယ် tactics တွေလည်းတွေးရတယ်ဗောနော်အဲ့တော့ game plan ကလုံးဝတော်တော်လေးကိုကောင်းမွန်တဲ့နေပြဖြစ်ပြီးတော့ Hansi Flick ကလည်းအဲ့လိုကောင်းမွန်တဲ့နေပြပါပဲဒါမဲ့ဒီ Han နေဗောနော် Han ရဲ့ quarter jet အကြောင်းဒီ Inter Milan ဟာဒီပွဲကိုတော့အနိုင်ရတဲ့အထိတိုက်နိုင်ခဲ့တယ်အဲ့တိုက်နိုင်ခဲ့တဲ့နေရာမှာ Simone Inzaghi ရဲ့လူစားလဲမှုဒီ energy level လို့ဆွဲဆန်းနိုင်မှုကပို့ပြီးတော့အရေးပါခဲ့တယ်။ Inter Milan ပိုအသက်ကြီးရတဲ့ဖြစ်ပေမဲ့ဘာဖြစ်လို့ဒါဟုတ်လုံနိုင်လဲဆိုတော့ဒါ Inzaghi ရဲ့ management အကောင်းဆုံးမှုလို့ပဲကျွန်တော်ကတော့ကင်မွန်တက်ချင်တယ်။ဘာစီလိုနားလည်းနိုင်ရဖို့တဲ့လက်တလုံးလေးပဲလွယ်ခဲ့တာပါဒါပေမဲ့သူတို့မှာအဲ winning state ကိုထိန်းတဲ့အချိန်နေမှာလိုအပ်ချက်တွေရှိတယ်ပေါ့နော်တကယ်တော့အချိန်ပတ်ပြီးဆွဲနေလို့ရတယ်။အချိန်ပတ်ပြီးဆွဲနေသင့်တယ်ပေါ့နော်ဒါပေမဲ့လည်းဘာစီလိုနားဟာဒီလိုမျိုးမလုပ်ချင်တဲ့အတွက်လုပ်ဖို့သူတို့မရွေးချယ်ခဲ့ဘူး။မရွေးချယ်ခဲ့ပဲနဲ့သူတို့ရိုးရိုးရှင်းရှင်းပဲကစားရပြောမယ်ဆိုရင်3242တော့အဲ refinery 89လောက်မှာတွင်းတယ်ပေါ့နော်89မှာတွင်းပြီးတော့3-2ဖြစ်နေပြီ အချိန်ပတ်ဆွဲနေလို့ရတယ်ဘာစလိုနာကကစားသမားတွေအနေနဲ့လုံလောက်တဲ့ဘောလုံးကြွကျင်မှုရှိတယ်တောက်သွားပြီးဆွဲနေလို့ရတယ် physical မကောင်းဆိုတော့ဒီ foul ball တွေယူနေလို့ရတယ်ဒါပေမဲ့သူတို့အဲ့ဒါမလုပ်ခဲ့ဘူးမလုပ်ခဲ့ဘဲနဲ့ဒါ lemon jam တော့တကောထပ်သွင်းဖို့ကြိုးစားတယ်တိုင်ထိသွားလို့အဲ့လိုမျိုးပေါ့နော်အဲ့လိုအချိန်တွေလုပ်ခဲ့တယ်အဲ့တော့ inner milan ကနောက်ဆုံး minute မှာ quality ဒုက္ခပေးခဲ့တယ်တုံးစံတိုင်းပဲ barcelona နောက်တန်းရဲ့အီယန်ဝါလုံးဘူးပေါ့နော်ရှင်းလဲရှင်းလိုက်ဝုံတိုင်းအဲ့လိုမလုပ်နိုင်ဘဲနဲ့ barcelona နောက်တန်းကအမြဲတမ်း ဲ့လိုအင်ကြောင်အင်ကြောင်ဖြစ်တဲ့အခါမှာတော့တစ်ဖက်ကအီတလီရဲ့နေရဲ့တကယ်အဲမာကျော်မှုဒီမှာစိတ်ဝင်သွားတယ်ဖြတ်တင်တယ်အပြီးအာချာပြီးသွင်းသွားတယ်ထုံးစံတာရိုနယ်အရာဟူရဲ့ညံဖြစ်တဲ့ပွဲတစ်ပွဲကျွန်တော်တို့မြင်ခဲ့ရဒီကစားသမားကိုအဲပြောမယ်ဆိုရင်ကျွန်တော်ကတော့မကြိုက်ဘူးလို့ကိုလေကျွန်တော် preview တွေမှာလည်းပြောဘူးတယ်ဘာစီလိုနာရဲ့ခံစားရေး shape ကိုပြက်စီဒါပေမဲ့လည်းမလဲလို့လည်းမရဘူးအင်ဒီကိုမှာဒီနက်စ်ကလည်းအကန့်အသတ်ရှိရယ်ပေါ့နော်အဲ့တော့သူဝင်လာတယ်ဝင်လာပြီးတော့ အဲဒီ defense အတွက်ခံချက်ညီမှုတွေပါခဏထားလိုက်ပါသူရဲ့ဒီတူးချင်းဆက်ဆောင်ရအားနည်းချက်တွေတောက်လျှောက်မြင်ခဲ့ရတယ်ဗောနော်အဲဒီအချက်ပြီးတော့နောက်ကဝင်လာပြီးတွင်းသွားတယ်အာအင်ချူအောင်မွေးခံလာပါလေလောက်ခဲ့တယ်အောင်လဲအောင်မွေးခံတဲ့နဲ့တကယ်ကိုသူ့ဘဝအတွက်အရေးပါဆိုအခိုက်တယ် intermediate တွေလည်းအရန်ရှိပါတယ်အဲ့ဒီ2 3ဖြစ်သွားပြီးနောက်ပိုင်းမှာပွဲရတော့လုံးဝပြောင်းသွားပြီကျွန်တော်တော့အချိန်ပိုတွေကို intermediate ရဲ့ မိနစ်တွေလိုပဲကျွန်တော်ကင်မွန်တက်ချင်တယ်အင်ကွင်းပရိသတ်အားလဲပါတယ်သူတို့ရဲ့ဒီလူစားလဲအမှန်ကန်တဲ့လူစားလဲမှုတွေပေါ့နော်ဖရက်တစီတို့ဝင်လာတယ်ဇီလင်စကီတို့ဝင်လာတယ်တာမီယန်ဝင်လာတယ်စတီဗင်ဒေဗရီဝင်လာတယ်ဒီလူကစားသမားတွေအပြည့်ပေါ့အထယ်ရီမီရှိတယ်ကာလို့စ်အဂိုစတိုရှိတယ်အဓိကအကောင်းဆုံးသူတို့ရဲ့ဒီဒီမာကိုဆိုသူတို့ရဲ့အကောင်းဆုံးစားသမားပဲဒါပေမဲ့သူတို့လဲဖို့ဘယ်တော့မှဝင်လေးမနေအဲ့လိုမျိုးရဲ့ဒီဆုံးဖြတ်ချက်တွေအပြည့်အဝခံစားခဲ့ရလို့ကျွန်တော်တို့ယူဆတယ်။ဘာစီလိုနာလည်းလူစားလဲပါတယ်။ဒါပေမဲ့ လူသားလဲတယ်ဆိုတာဒီဘွဲမှာထားပြီးလဲလို့မရဘူးကျွန်တော်တို့တရားအတီဆုံးဒီအဂူစတိုလဲပုံမှန်ကန်ဒီမှာအဂူစတိုကအခုလိုခြေစွမ်းမျိုးပြနိုင်မှာဖြစ်တယ်အော်ဂတ်စတိုလို့အတန်ထွက်မှာထင်တယ်အော်ဂတ်စတိုကအခုလိုခြေစွမ်းမျိုးပြနိုင်မှာဖြစ်တယ်တယ်ရမီကိုအခုလိုမျိုးချန်ပီယံလိပွဲတွေမှာကြာခဏထည့်သွင်းနေမှာတယ်ရမီကအခုလိုခြေစွမ်းပြနိုင်မှာဖြစ်တယ်တခါမှမကန်ခဲ့မလဲဒီဘွဲမှာဒီလူမျိုးအရေးကြီးတဲ့ဘွဲမှာထားပြီးတော့ထည့်လို့ဒီလိုစားသမားတွေဒီလိုမျိုးစွမ်းဆောင်မှုပြဖို့ဆိုတာအင်မတန်ခက်ခဲပဲပေါ့နော်အသင်းရဲ့ system အသင်းရဲ့ hand jet တဲမှာရှိနေဖို့လည်းအင်မတန်ခက်ခဲတယ်အဲ့တော့ ဆီမွန်အင်ဇာဂီကအဲ့ဒီဘောလုံးရဲ့ရှေးဟောင်းကလေးကရှိနေခဲ့တဲ့အယူဆတစ်ခုလူစားလဲခြင်းပေါ့နော်အဲ့ဒါကိုသူဆက်လက်ဆက်လက်ပြီးတော့အကောင်းဆုံးသက်သေပြခဲ့တယ်ပြောမယ်ဆိုရင်ဒီအခြားသောအုပ်စုတစ်ပတ်ရှိတဲ့လူစားလဲရမှာအင်မတန်တွန့်တူပြီးတော့သူတို့ရဲ့ system နဲ့မှာသူတို့ယုံကြည်တဲ့အဝန်ဝိုင်းလေးနဲ့ကစားတဲ့ကွာဒီယိုလာအာတီတာမော်ရစ်ကဒီနီးပြားတွေကိုဒီအခြားဘက်အခြားသောတစ်ဖက်ကနေသက်သေပြနေတယ် မှန်ကန်သောလမ်းကြောင်းတစ်ခုသက်သေပြနေစီမွန်နီအဇာကီရဲ့လောက်ရဲ့လို့ကျွန်တော်ကတော့ဒါညွှန်းဆိုချင်ပါတယ်အဲ့တော့ဒီဘက်မှာပြောစရာတွေအများကြီးပဲအဲ့ဒီပြောစရာတွေထဲမှာကျွန်တော် တချို့သောအချက်တွေကျွန်တော်စိတ်ကြိုက်အချက်တွေကိုဒါရွေးပြီးတော့ပြောပြခဲ့တာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီဘွဲကိုလုံးဝစိတ်ကျင်တယ်မို့အပြည့်ရတယ်လုံးဝကိုစလဲဆုံးဒရမာရဲ့အပြည့်နီးပြူရပိုင်းဆိုင်ရာလည်းအပြည့်ပြန်နီးစနေပိုင်းဆိုင်ရာဥမာရမားကိုဒီဘက်မှာဘလို့ထင်းနေနေလို့မရဘူးဖက်စတိုနီကပြောတယ်သူ၂ရောင်းကတ်မယ်၃ရောင်းကတ်မယ်ကတ်တာပဲဒါမဲ့ထုံးစံတိုင်းမရဘူး မရဘူးပုံစံမျိုးစုံပေါ်လုံးထုတ်မှုတွေကျွန်တော်တို့မြင်ခဲ့ရတယ်အဲ့တော့ဒီလိုအရသာတွေကအရန်အရသာရှိတယ်ပြီးတော့ Rafinha Rafinha ဟာထုံးစံတိုင်းဒီဒီ Ronaldo ရဲ့စံချိန် level ကိုသူဆွမ်းဆောင်ပြနေပြီအဲ့တော့ဒီစားမကြိုးစားမှုလို့တရားပေါက်အတိမဲ့ပြပါမယ်တကယ်ကိုအသုံးဝင်တယ်ပြီးတော့ဒီ Belgian ကနေနောက်ထပ်ဒီဘောလုံးကဘာက inverter winger ရဲ့ကဘာကိုကျွန်တော်မြင်ခဲ့ရတယ်။ဒါပေမဲ့အခုဘယ်ဂျန်ကနေဘယ်ဇန်ကစားရင်နောက်ထပ် rule တစ်ခုနောက်ထပ်ပုံစံတစ်ခုကို Rafinha ကစပြီးတော့ twin ဖောက်နေပြီ။အခုအချိန်မှဆိုရင်ဒါက ဒီ Chelsea အသင်းဆိုမာဒူရီကိုတိုက်ပြီးတော့သုံးကြည့်နေ Rafinha မော်တဲ့အတိုင်းအဲ့တော့နောက်မှာအဲ့လိုပုံစံနဲ့အများကြီးပေါ်လာနိုင်တယ်ပေါ့နော်အဲ့တော့ Rafinha ကတော့ efficient အကောင်းဆုံးကစားပြနေရကျွန်တော်တို့မြင်ရတယ်နိုင်လဲနိုင်လူခဲ့ဒါပေမဲ့လည်း Inter Milan ပွဲလှည့်ပြောင်းဖြစ်သွားခဲ့တယ်ဒီပွဲဟာကျွန်တော်တို့ကို evidence ကျင်းနေစေတဲ့ပွဲဖြစ်ခဲ့ပြီးတော့6အခြေအတွက်အားဖြင့်လည်း33ပထမကျော့တဲ့32ဒုတိယကျော့တဲ့33ကျွန်တော်တို့အဝေးကိုစီးမြင်နေပါခဏထားလိုက်အကုန်လုံး even အပြည့်အဝညီမျှခဲ့ပြီးတော့နောက်ဆုံးအချိန်မှာတော့ Fratesi ရဲ့ goal နဲ့ Inter Milan အနိုင်ရခဲ့တယ်ဒါဖရက်ဒစီရဲ့ကိုးမှလည်းအင်တာမီလန်ရဲ့ဒီစုပွဲကစားပုံပြီးတော့ဘာစီလိုနာရဲ့ကန်ဆယ်ပိုင်းဆိုင်ရာညံ့မှုအီအောင်ဝါပြစ်မှုတွေကျွန်တော်ဆက်ပြီးတော့မြင်တွေ့ခဲ့ရတယ်ကျွန်တော်ရှေ့မှာဆိုခဲ့တယ်လို့ပဲအန်ဇီဖလစ်ကိုကျွန်တော်အဲ့တည်းအပြစ်မတင်ချင်ဒီပွဲမှာဒီအဲ့ဒီကန်ဆယ်ပိုင်းအားနဲ့ချက်အသုံးချခံလိုက်ရလိမ့်မယ်ဒါပေမဲ့သူတို့ရဲ့တခြားသောအသားချက်တွေတခြားသောတိုက်စစ်ပိုင်းစွမ်းဆောင်ရည်တွေကိုလည်းကျွန်တော်အထူးလေးစားမိပြီးတော့ဇီဖလစ်အဲ့တည်းချေစုတင်တယ်ဆီမိုနီအင်ဇာဂီကိုတော့ပို့ပြီးတော့ချေစုတင်တယ်ဆိုတော့ဒီသူပြနေတဲ့နီးပြတယောက်ရဲ့အရေးအသွေးနီးပြတယောက်လောက်ရမယ် management tactics strategic အစရှိတဲ့အရာအများစွာကိုအဲဒီလိုအဆင့်မှာအင်အားနည်းတဲ့လူအင်အားလေးနဲ့ပြသနေရဖြစ်တဲ့အတွက်အထူးကျေးဇူးတင်ပြီးတော့ Inter Milan ရဲ့အောင်ပွဲကိုလည်းအင်တန်ဂုဏ်ယူရဲဘလူပွဲရောက်ပြီးချန်ပီယံဖြစ်တယ်ဖြစ်စေမဖြစ်တယ်ဖြစ်စေဒါဟာကျွန်တော်ထက်စင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 ်ချီးကျူးနေရမယ်ဆွမ်းဆောင်ဖြစ်တယ်လွန်ခဲ့တဲ့နှစ်ပိုင်းလေးအတွင်းမှာဒီလို squad value လေးနဲ့ဒီ final ကိုနှစ်ကြိမ်ရောက်ရှိခဲ့အောင်ဆွမ်းဆောင်နိုင်တာကဒါကပြောမယ်ဆိုရင်တချို့သောနည်းပြတွေဘလူပွဲ အသင်းအသင်းင်းနဲ့ဘလူးဘဲယူရဲစမ်းစာမင်းတူညီရဲလို့ကျွန်တော်ကတော့တတ်မှတ်ချင်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ